လန်ဒန်မြို့တော်စီဥတီခုံပေါင်းနေတဲ့ယထာတစည်းပေါ်မှာလူတွေအစိုးလိုက်အပြုံလိုက်ဓာတ်ထုတ်ခံခဲ့ရပြီးလူဆယ်ယောက်ဆေးရုံရောက်နေတယ်လို့ဗြိတိန်ရဲတပ်ဖွဲ့ကပြောပါတယ်။နိုဝင်ဘာလ၁ရက်နေ့ညနေပိုင်းကဖြစ်စဉ်မှာဒဏ်ရာရခဲ့သူတွေထက်က၉ယောက်ဟာအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေထိပြင်းထန်တယ်လို့သိရတာပါ။ယထာဘော်ကတက်ခိုက်မှုသတင်းကိုကြားကြားချင်းတုတ်ပြန်ခဲ့တဲ့ဗြိတိန်တည်ယူပို့ဆောင်ရေးရဲဌာနကဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူ၂ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းပြောပါတယ်။ရဲတပ်ဖွဲ့ရဲ့သတင်းပေးပို့မှုတွေထဲမှာ ပလီတိုဆိုတဲ့ကုတ်ကိုလည်းထည့်သုံးထားခဲ့ပါတယ်။အဲ့ဒီအထိပ္ပယ်ကအကြမ်းဖက်တက်ခတ်မှုဖြစ်နိုင်ခြေကိုရည်ညွှန်းတာပါ။နောက်တော့အဲ့ဒီကုတ်ကိုပြန်ပြီးရုပ်သိမ်းခဲ့ပေမဲ့တက်ခတ်မှုရဲ့အကြောင်းရင်းကိုတော့တိတိကျကျမထုတ်ပြန်သေးပါဘူး။တက်ခတ်မှုဟာဒွန်ကန်စတာနဲ့လန်ဒန်ကြားပြေးဆွဲနေတဲ့ယထားပေါ်မှာဖြစ်ပွားခဲ့တာပါ။ရထားကဈေးမျိုးတစ်ခုပြတဲ့ဟန်တန်တန်စီတောင်ဘက်ကို UDB ခုံမောင်းနေချိန်တိုက်ခိုက်မှုစတင်ခဲ့တယ်လို့သိရတာပါရထားကဟန်တန်တန်ဘူရာကိုဆက်ဆိုင်ချင်းပါပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရထားတွေကိုစီးနှင်ပြီးအခြေအနေကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။